အားလုံးပဲမင်္ဂလာပါခင်ဗျာအွန်လိုင်းဆိုးထံမှတဆင့်ရင်ဖွင့်စာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့အစီအစဉ်လေးမှာပြပို့လာတဲ့ဆလွာရှင်ညီမငယ်လေးကတော့ TikTok အကောင့်ကနေပြီးတော့ပြပို့လာတာဖြစ်ပါတယ်ဒီညီမငယ်လေးကကျွန်တော်ရဲ့အွန်လိုင်းဆိုးထံမှတဆင့်ရင်ဖွင့်စာအစီအစဉ်မှာသူ့ရဲ့မိကုံးလေးကိုဖြည့်ချားပေးပါဆိုပြီးတော့ပြပို့လာတာပေါ့နော်အကိုကြီးမင်္ဂလာပါရှင်တဲ့ညီမသိကျင်တာလေးရှိလို့ပါဖြည့်ပေးပါနော်ညီမမှာခလေးလိုမောင်လေးလိုချစ်ရတဲ့သူတယောက်ရှိပါရဲ့ရှင်။ဒါကကိုဘက်ကအချစ်ပါ၊သူ့ဘက်ကလည်းတိပါတယ်။ ချစ်နေတာလည်းကြာပါပြီအရင်ကတော့သူ့ဘက်ကဘာမှမပြောပါဘူးအခုကျတော့သူ့ဘက်ကခဏခဏပြောလာတယ်အကိုရဲ့ချစ်တယ်နော်တဲ့မနေ့အိယာထတာနဲ့သူ့ဘက်က morning ဆိုတာနဲ့အတူအဲ့ဒီစကားလေးကိုပို့ပေးနေတာလीသူ့ကောင်မလေးအချောင်းတွေကိုလည်းအစင်ပြီတာတွေကိုမပြီတာတွေကိုအားလုံးကိုလည်းပြောပြပါတယ်အဲ့ဒါကဘလို့ကြီးလဲအကိုညီမနဲ့သူဟာအပြင်မှာတခါမှမတွေ့ဘူးပါဟုဗီဒီယိုကောနဲ့တော့နေတိုင်းပြောဖြစ်ပါတယ်ညီမကိုသူ့ဘက်ကချစ်နေလို့လည်းမဖြစ်နိုင်မဲတိတိကြီးလीအ ဘာလို့သူကဒီစကားကိုပဲနေတိုင်းပြောနေရတာလဲအဲ့ဒါလေးပဲသိကျင်တာပါအကူမြမကသူ့ကိုဂယုစိုက်ပြီးတယ်သူလိုအပ်တဲ့အချိန်တိုင်းမှာအမြဲအသင့်ရှိနေပြီးတယ်လीသူ့အကြောင်းကိုအကြောင်းအမြဲပြောဖြစ်ကြတယ်မြမလေးကိုစိတ်ကိုလည်းနားမလဲတော့ပါဘူးအကူရဲ့ကိုဘက်ကခံစားချက်တွေအယောင်ပြောင်းမိလားလို့ပေါ့မြမကစပုတ်လို့သူဝင်မကြည့်ရင်တော့မှစိတ်ဆိုးတက်လာပြီလीဒါပေမဲ့သူမသိပါဘူးသူ့ဘက်ကရောအဲ့ဒီလိုပဲအယောင်ပြောင်းနေတာလားဘယ်လိုလဲတွေးကြည့်တယ်မရဘူးအကူရဲ့သူကမြမထက်6နှစ်ငယ်ပါတယ်အကူ သူ့ကိုလည်းမမေးရဲဘူးလေစိတ်ဆိုးသွားမှကြောက်တယ်ဒါလေးဖြေပေးပါတော့အကိုတဲ့အမြဲအားပေးလျက်ပါတဲ့ ်ညီမလေးရေညီမလေးရဲ့ပြီးပို့လာတဲ့စာလွှာလေးအရာဆိုလို့ရှိရင်တော့ဒါအရင်ကညီမလေးကအဲ့ဒီမောင်လေးတယောက်ကိုပေါ့နော်မောင်လေးလူကခလေးလေးတယောက်လူကတန်ရုံးစင်တွေ့မိတာပေါ့နော်ဒါက Facebook ပေါ်မှာဒီ online social media တွေပေါ်မှာအခင်တွေ့မိတယ်ဆိုပေမဲ့နေ့စဉ်နဲ့အမျှစကားတွေပြောဖြစ်နေတယ်တယောက်ကြောင့်တယောက်ပြောဖြစ်နေတယ်ဆိုရင်ဒါကတနည်းမဟုတ်တနည်းတန်ရုံးစင်တော့တွေ့လာမိကြတာဒါသဘာဝပါပဲအဲ့တော့သူ့မှာရည်စားရှိနေတယ်ကိုကတိတယ်ဆိုရင်တော့ညီမလေးရဲ့တန်ရုံးစင်နေညီမလေးရဲ့အခ န်စားချက်တွေကိုရှေ့ဆက်မတိုးမီဖို့ကိုကတော့အကြံပေးချင်ပါတယ်။ဘာလို့လဲဆိုနောက်တစ်ချိန်မှာညီမလေးခန်စားရမှာကို မလိုလားဘူးလေနော်။အာသူကငယ်လေးငယ်တယ်ပြီးရင်စိတ်ကစားတတ်တဲ့အရွယ်လေးဖြစ်တယ်။သူ့ကောင်မလေးနဲ့အဆင်မပြေတဲ့အခါမှာကိုကိုရင်လာဖွင့်နေပြီးတော့ကိုကသူ့အပေါ်မှာလိုအပ်တဲ့အချိန်တိုင်းမှာအတင်းရှိနေပေးတယ်။အဲ့ဒီဟာတွေကိုခဏတာယာတာလဲဖြစ်နိုင်နေပေါ့နော်။အခုလောလောဆယ်မှာပို့ပြီးတော့ညီမလေးခန်စားချက်ကိုထိန်းသိမ်းတာသူ့မှာချစ်သူရှိနေတာဖြစ်တဲ့အတွက်ကြောင့်ညီမလေးအနေနဲ့ရှေ့ဆက်မတိုးမီဖို့ပေါ့နော် ဒီတန်ရောစင်ကိုဒီနာထိပဲရက်ထားပြီးတော့လိုအပ်တဲ့လောက်ကိုပဲဆက်သွယ်ဖို့ကိုကတော့အကြံပြုခြင်းနဲ့အချိန်ပြည့်အမြဲတမ်းသူ့အတွက်အသင့်ရှိနေပြီးတယ်ဆိုတာကမောင်နှမအရင်မဟုတ်တာဖြစ်တဲ့အတွက်ကြောင့်တနည်းနည်းတစ်ချိန်ချိန်မှာသူ့ဘက်ကတန်ရောစင်နေလဲပူလာနိုင်တယ်သူ့မှာရည်စားရှိနေတဲ့ဒဏ်နဲ့ သူ့ยีซ้าကိုလည်းမခွင်းနိုင်ညီမလေးကိုလည်းတန်ရောစဉ်ပိုဖြစ်လာခင်ခြေစကားကြိုက်စကားပြောလာခဲ့ပြီဆိုရင်အဲ့ဒီပြက်တနာကပိုရှုပ်သွားနိုင်ပါတယ်เนาะအဲ့တော့တစ်ဖက်ကမပြက်သားသေးပဲနဲ့ကိုကကြားရရနေပြီးတော့အဲသူ့ကိုမောင်လေးလို့ခင်နေဆိုပေမဲ့လေကိုဘက်ကခန်းစားချက်တွေကအယောင်ပြောင်းနေမှန်ကိုကိုကိုတိလာပြီဆိုရင်တော့ညီမလေးအနေနဲ့ဆက်သွယ်တာကိုအနေအချင်းလျှော့ပြီးတော့အဲကိုခန်းစားချက်တွေကို ထိမ့်ဖို့လိုအပ်တယ်လို့တော့ကိုကထင်တယ်ပေါ့နော်။ပြီးရင်ညီမလေးရဲ့စိတ်ကိုလည်းသူစမ်းတာလည်းဖြစ်နိုင်ရယ်ပေါ့နော်။သူ့မှာရည်စားရှိနေရတော့မှညီမလေးကိုချစ်တယ်လို့ပြောတာကဒါကိုကိုအဲစော်ကားရကြတယ်လို့ကိုအနေနဲ့တော့ခံစားမိရယ်ပေါ့နော်။ကိုကတော့ရိုးရိုးသားသားနဲ့မောင်လေးလိုခင်တွေ့ရပေမဲ့အဲသူ့ဘက်ကမယိုးမသားနဲ့ချစ်သူလည်းရှိရရာကိုကိုကိုချစ်တယ်လို့လာပြောရင်ကိုဆိုရင်တော့နည်းနည်းတော့ဘဝင်မကျဖြစ်မိမှာပေါ့နော်။လူလို့မဟုတ်ဘဲနဲ့ရည်စားရှိနေရဲ့တဲ့နဲ့ကို့လာပြောရဲဆိုရင်အဲရမလားဆိုတဲ့ပုံစံမျိုး လာလုတ်တဲ့သဘောကိုကတော့ခံစားမိမှာပေါ့နော်အကျန်တော့ကိုစုံတော့လက်မခံနိုင်ဘူးပေါ့နော်ညီမလေးကတော့ဒါနေ့စဉ်နဲ့အမြသူနဲ့ဆက်သွယ်ပြောဆိုနေတာဖြစ်တဲ့အတွက်ကြောင့်ဒါမိန်းကလေး ယောက်ျားလေးတဘာဝအရာတန်ရောစင်လဲတွေ့လာနိုင်မိတယ်ပေါ့နော်အဲတေးကြပါတယ်ညီမလေးဘက်ကသူ့ပေါ်မှာတန်ရောစင်ဖြစ်နေပြီအဲအယောင်ပြောင်းနေပြီဆိုတာပေါ့နော်အခုအချိန်မှာညီမလေးရက်တန့်လို့ရပါသေးတယ်နော်မဖြစ်နိုင်ဘူးဆိုတာသိနေပြီဆိုရင်ကိုကိုဘက်ကစပြီးတော့ရက်တန့်လိုက်ပါလို့ကိုကတော့ဒီကနေ့အကြံပေးခြင်းပါတယ်ညီမလေးလည်းတနည်းနည်းတစ်ချိန်ချိန်မှာညီမလေးတယောက်တည်းကိုပဲတန်ဖိုးထားမျက်နှာမဲ့လူတယောက်ကတော့ပေါ်လာမှာပါအဲ့ဒီအခါကျမှသာညီမလေးရဲ့ချစ်ချင်းမြတ်တာတွေကိုအပြေအဝပေးဆက်ပါလို့ကိုကတော့ဒီကနေ့ပြီးတော့ဆန္ဒပြုလိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အစီ ီစဉ်မှာအခုလိုပဲစာလွှာလေးတွေပြပို့တောင်းဆိုခြင်းနဲ့ဆိုရင်တော့အောင်နိုင်စိုးထံမှာတစင်ရင်ဖွင့်စာအစီအစဉ်ကိုလိမ့်မူပြီးတော့စာလွှာလေးတွေပြပို့တောင်းဆိုနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အစီအစဉ်ကိုကြည့်ရှုနေကြတဲ့တယောက်ချင်းစီတယောက်ချင်းစီတိုင်းလည်းစိတ်အချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစီ BNT ရဲ့အပေါင်းမှကင်းဝေးကြပါစီရန်သူမျိုး၅ပါးမှလည်းကင်းလွန်နိုင်ကြပါစီခင်ဗျာအလုံးပဲကက်ကြီး၃ပါးမှကျော်လွှားနိုင်ကြပါစီခင်ဗျာမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစီခင်ဗျာ